ဘာလုပ်ဖြစ်ဖြစ်အကျိုးစားမယ်ဆိုတော့စိတ်ပေါ့နော်အဲအဲ့မှာမှာကန်ကောင်းပြီးတော့အခုလိုမျိုးဒီ MRD4 ကလည်းဒီသတင်းစာတွေကနေဒီရှောက်လွာတုတ်တာပေါ့နော်အဲတော့ကလည်းအဲ့ဒီခက်ကဟိုကျွန်တော်တို့နမူနာစံထားတာဆိုတော့ဦးကျော်စိုးတို့ပဲရှိမှတင်တာဟုတ်ကျွန်တော်ခုနပြောသလိုမိဘကိုပြုစုလှုပ်ကြွေးခြင်းနဲ့ဆိုရယ်စိတ်နဲ့ဘာလုပ်ဖြစ်ဖြစ်စူးစမ်းမယ်ဆိုရယ်စိတ်နဲ့အဲအလုပ်လုပ်ခဲ့တာဆိုတော့ဒီဒါပထမအဦးဆုံးအလုပ် အဲ19နှစ်ထဲကနေအခုအသက်39အထိအဲပထမဆုံးလို့ကုတီလို့အဲ့မှာ MRD4 မှာလူနေသေးတာဟိုအဲသူတို့မအားဘူးဆိုရင်မအားတာကိုဆူတောင်းနေရမအားဘူးဆိုရင်ကိုယ့်ဘာကိုကင်မရာထောင်ပြီးကိုယ့်ဘာကိုအတန်ဖမ်းပြီးကိုယ့်ဘာကိုရိုက်တာအဲအဲ့တော့ကျွန်တော်အဲ MRD4 ကိုကြောင်းကြီးလို့သဘောထားတာပေါ့နော်ဘာလို့ချက်တာလဲလို့မေးလိုက်တဲ့ခါမှာကောင်လေးကဘာပြန်မိသားစုပြန်မလို့ ကျွန်တော်အလှဆုံးပေါ့တယ်အဲ့တိုင်းမတွေကျွန်တော်နဲ့တငယ်ချင်းလိုဖြစ်သွားပြီကျွန်တော်မျက်နာချွေးပြန်มาဆာနောက်ဆုံးဒီမျက်နာလေးအရိပ်ကျသွားမှာဆိုတော့သူတို့အရန်ဆိုးနေတာကျွန်တော်ဖူးဖူးမဟုတ်ဘူးအဲ့လိုညိုက်တာအသွားကြည့်လိုက်မိသားစုပြိုင်ပွဲညိုက်တဲ့အပိုင်းအရန်လှဟုတ်ထူးခြားချက်တွေရတဲ့ပါလီဖောင်းတာပြင်ဘာရှိလဲတဲ့နှက်ခမ်းရဲ့နှက်ခမ်းဩ